အာဏာလွှဲပေးမှုဖြစ်စဉ်မှာအစဉ်ပြေးချုံးမွေနိုင်မှုအတွက် NLD ကအမှားမရှိဖို့လိုတယ်လို့မြန်မာဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌကပြောဆိုထားပါတယ်ဒီသတင်းကိုမေတ္တာကြံကပြပုတ်ထားပါရရှင် 2015ထွေထွေရေကောက်ပွဲမှာအစိုးရဖွဲ့နိုင်တဲ့ဒီတိုင်းနယ်ပြည်နယ်တွေမှာအနိုင်ရခဲ့တဲ့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကိုလက်ရှိအစိုးရက2016ခုနှစ်ထဲမှာအနာလွှဲပေးရမှာဖြစ်ပါတယ်။အနာလွှဲပေးမှုဖြစ်စဉ်မှာအစဉ်ပြေချောမွေ့နိုင်မှုတွေအ NLD ဘက်ကအမှားမရှိဘူးလို့လည်းမြို့သားဒီမိုကရေစီအင်အားစုပါတီဥက္ကဋ္ဌကပြောဆိုထားပါတယ်။ဒီအဝေးရလကြီးကဟိုလက်စလိုက်ဖြည့်ဆည်းရအောင်မကတော့ဘူးလေ။အဲဒီဘောဒါညှစ်ဖို့ဆိုတော့အမှန်တမ်းခက်တဲ့ကိစ္စကြီးပေါ့လေ။ဒါပေမဲ့သူများကညှစ်လို့မရဘူးပေါ့။ ို့မှာဘာအမှားရှိလဲပေါ့အခုအမှားဟာမရှိအောင်ဖြစ်ခဲ့တယ်ဆိုရင်တော့ညစ်စရာအကြောင်းမရှိပါဘူးဒါပေမဲ့နိုင်ငံတကာကလည်းပဲစောင့်ကြည့်ဝေဖန်နေတာပဲလေနောက်ဥပမာကိုဥသိန်းစီဒီမနေ့တင်းစာမှာပါလာတယ်လေသမရကသူအာနာဖိပြောင်းပေးဖို့အချင်းစီရင်လဲပါမယ်လို့ခရီးပေးတာဖတ်လိုက်ရတယ်ဆိုတော့အာနာလဲဖို့ကတော့သမရအနေနဲ့ကတော့လုံသွားမယ်တော့ပေါ့တွေ့နေရပြီပေါ့လေကျန်တာကတော့ဥရီချောင်းနေပဲပေါ့ ပုံမှန်တိုင်းဆိုရင်အနာလွယ်ပြရမယ့်ဖြစ်စဉ်မှာညင်သားတဲ့နီးလန်းနဲ့သွားနိုင်ပြီးလက်ရှိအခြေခံဥပဒေပြင်တဲ့ကိစ္စတွေပြည်ရင်းချင်းချင်းအခြေအနေတွေကိုတော့တည်ငြိမ်အောင်ဂရင်တွေဖို့လိုတယ်လို့သုံးသပ်မှုတွေလည်းရှိပါတယ်။အေးညင်ရင်သားတို့လွှဲပြီးမှာပါနော်။ဒါဒီထက်မှမှာအထူးအဖြစ်ပျက်ကြီးတွေဖြစ်သွားရင်တော့ပြောတာပေါ့။နောက်ပါဆိုကျွန်တော်တို့မှာအခက်အခဲတွေရှိတယ်အခက်အခဲတွေရှိတယ်ဆိုတော့ဒီလိုဖွေရုပ်ချုပ်ပုံအခြေခံဥပဒေပြင်တာကတော့ဒါလည်းအခက်အခဲပါပဲပေါ့နော်။ နောက်ပြီးတော့အရေးကြီးဆုံးအခက်အခဲကတော့ညဉ့်ညာကြီးအခက်အခဲပေါ့နော်နောက်ပြီးတော့လည်းလူမျိုးရေးအခက်အခဲတွေစသဖြင့်အခက်အခဲတွေရှိတယ်စီးပွားအခက်အခဲအဲ့ဒီအခက်အခဲတွေကိုဟိုပုံမှန်အတိုင်းဖြေရှင်းသွားလို့ရှိရင်ဘာမှပြဿနာမရှိဘူးနော်ဒီထဲမှာအာဘာခေါ်မလဲပြင်းပြင်းထန်ထန်ဖြစ်ဖို့ဟိုဖြစ်သွားခဲ့တယ်ရှိရင်တော့တမျိုးပေါ့နော်ဒီလိုမှမဟုတ်ရင်တော့ဒါ အေးချမ်းချမ်းနဲ့ပြီးသွားမှာပါနော်အရှိမြန်မာနိုင်ငံရဲ့အခြေအနေက1990ခုနှစ်ကအခြေအနေနဲ့မတူတော့တဲ့အတွက်အစိုးရကအညံ့တာတဲ့နည်းလမ်းနဲ့အနာလွဲပေးနိုင်တယ်လို့ရခိုင်မျိုးသားပါတီရဲ့အနိုင်ရလွတ်တော်ကိုယ်စားလှယ်တူးကပြောပါတယ်90တုန်းကဒီလိုနေထားတယ်မကြည့်ခဲ့ဘူးဆိုတော့အနာလွဲပြောင်းမပေးဘူးမပေးတဲ့ပြန်နေမျိုးစုံနဲ့အနိုင်ရတဲ့ပါတီလွတ်တော်ကိုယ်စားလှယ်တွေကိုဒုက္ခပေးခဲ့တယ်အခုတော့အဲ့လိုဖြစ်နိုင်ဖို့ 呃，钱的票没去吧，拍上来，那张是百几包，钱看我不停呢，所以说、啊，现在表给他，六百块那卡，单呢，哎也来问嘛，早上，今里在转，俺那老丈夫，回家来了，标签嘛。 ပြောင်းစစ်ရွေးကောက်ပွဲကော်မရှင်ရဲ့လက်ရှိထုတ်ပြန်ထားတဲ့စီရင်ရ2015ရွေးကောက်ပွဲမှာ NLD ပါတီကပြည်သူ့လွှတ်တော်249နေရာမျိုးသားလွှတ်တော်132နေရာနဲ့တိုင်းဒေသကြီးနဲ့ပြည်내လွှတ်တော်459နေရာစုစုပေါင်း859နေရာရှိခဲ့တာဖြစ်ပါတယ်။